မင်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလာဘေးတိုင်းညွှန်ကြားမှုစီထနာကနေမေလ၄ရက်ဒီကနေ့နံနက်9နာရီချင်းထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်။ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့မင်္ဂလာပင်လယ်အော်အနောက်လေပိုင်းတို့တွင်တိမ်ထူထပ်နေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ချမ်းမင်္ဂလာပင်လယ်အော်တို့တွင်တိမ်ငယ်ငယ်မှတိမ်ထင်ထင်ဖြစ်ထွန်းနေပါသေးတယ်။ ီကနေ့ညနေဒီခံမဲ့ချက်ကတော့တနင်္သာရီတိုင်းဒေသကြီးနဲ့မိုးပြင်းတို့တွင်နေရာစစ်စစ်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကျကျနဲ့ကျန်တိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာကွဲခြားမှုတွေကြောင့်ရပါမယ်။ရွာရံလုံးပြည်ဖြစ်ပါတယ်။ မိုးတိမ်တာဖြစ်ပေါ်မူအခြေအနေအရရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနယ်မိုးပြည်နယ်တို့တွင်မိုးတိမ်တာများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေရှဲရနေရာတစ်လျှောက်တွင်မိုးရသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထေချုံခြင်းမိုးကြိုပြင်းခြင်းနှင့်လျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းစရဲမိုးလေဝသဖြစ်စေများဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုပါသည်မြမပင်လေပြင်းနေလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြမမြမကင်ရန်တရှောင်းနေကန်းလို့ပင်လေပြင်းလို့ရင်းငါးပေမှာရှစ်ပေခန့်ရှိနေပါတယ်။ နောက်နေ့အတွက်ခမန်ချက်ကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် နေရာကျတဲ့မှနေရာစစ်စစ်မှုထေဆုံရပါမယ်။နေပြီးတော့ရန်ကုန်မြို့၊မန္တလေးမြို့အနီးတစ်ဝိုက်အတွက်ဒီညနေထိခမန်ချက်ကတော့နေရာကွက်ကြားမှုထေဆုံရပါမယ်။ရွာရံတို့ပြည်ဖြစ်ပါရဲ့ရှင်။